ဇလန်းအဆမှာတော့ဆူနာရဲ့အိမ်မှာလူဆောင်တက်ဆောင်မနှက်စာစားနေကြတာကိုတွေ့ရမှာပဲဖြစ်ပါတယ်။ဆူနာကတော့ဒီလိုထူးဆန်းတဲ့သူတွေကိုသူ့အမေဘာလို့လက်ခံထားရလဲဆိုပြီးတော့စိတ်ပြက်လက်ပြက်နဲ့တွေးနေမိပါတော့တယ်။ဆူနာတယောက်ကြောင်းသွားတဲ့လမ်းမှာတော့ဟာရုကနှစ်လေစာဘူးနဲ့ရောက်လာပြီးဆူနာရဲ့မိန်းမဖြစ်လာအောင်ပို့ပြီးစူးစမ်းပါမယ်ဆိုပြီးပြောနေတာကြောင့်ဆူနာတယောက်အကြီးအကျယ်ကိုစိတ်ညစ်နေပါတော့တယ်။ကြောင်းရဲ့အစီအဝေးမှာတော့တဘောအပောင်ဝင်ခြင်းထင်းထင်းရေးအဖွဲက ကြီးကြီးကျယ်ကျယ်တွေပြောပြီးတော့မဖြစ်နိုင်တာတွေကိုတောင်းဆိုတဲ့အပြင်တခြားအဖွဲ့တွေကိုပါရှုံချနေတာကြောင့်အစည်းအဝေးပြီးတဲ့အချိန်မှာတော့ဟီဘာရီရဲ့တပည့်တွေတီးတာကိုခံလိုက်ရပါတယ်။တစ်ပတ်မှာတော့ရီဘွန်ကဟီဘာရီရဲ့အကြောင်းကိုစုံစမ်းနေပေမဲ့နာမည်ကလွင်ကျန်တဲ့ဘာအချက်အလက်ကိုမှစုံစမ်းလို့မရနိုင်လောက်အောင်အထိလှုပ်ဝက်လွန်းတဲ့သူတစ်ယောက်ပဲဖြစ်ပါတယ်။အဲနောက်မှာတော့ဆူနာတို့၃ယောက်သားနှိမ့်လေစာစားပြီးဘာမှလှုပ်စရာမရှိတာကြောင့်ပြင်းနေကြတဲ့အချိန်ရီဘွန်တယောက် တံပချုပ်ဝစ်စုံကြီးကိုဝစ်ပြီးတော့ပေါ်လာပါတော့တယ်ဒီဝစ်စုံမှာပါတဲ့အချွန်လေးနဲ့ထိုးမိတဲ့သူကစက္ကန့်30ကြာရင်10မိနစ်မေမျောသွားမှာပဲဖြစ်ပါတယ်ဒါကြောင့်ဆူနာတယောက်ရီဘွန်ရဲ့ဝစ်စုံကအချွန်လေးနဲ့ထိုးမိပြီးမေသွားပါတော့တယ်အဲ့နောက်မှာတော့ရီဘွန်တယောက်ကြားမီဆွဲတဲ့အနေနဲ့ဆူနာကိုအေးစင်းနေလို့ရတဲ့အခန်းရှိရဲဆိုပြီးတော့ဟီပါရီတို့ရဲ့ရုံခန်းထဲကိုခေါ်သွားခဲ့ပါတယ်ရီဘွန်ကဒီအခန်းကိုငါတို့ဘွန်ဂိုလာ family ရဲ့အခန်းအဖြစ်သုံးဖို့စီတင်တာတယ်ဆိုပြီးပြောလိုက်ပါတော့တယ် ဲ့နောက်မှာတော့ဟီဘာရီရဲ့တပည့်တွေကအခန်းထဲကိုဝင်လာပြီးဂိုကူတဲရနဲ့ရှာမမိုတိုတို့ကိုထွက်သွားဖို့ပြောပြီးတော့ပြဿနာရှာပါတော့တယ်။ဒါပေမဲ့လည်းဂိုကူတဲရနဲ့ရှာမမိုတိုတို့ကြောင့်အကုန်လုံးမှောက်သွားကြတဲ့အချိန်ဟီဘာရီရောက်လာပြီးမင်းတို့ဘယ်ရောက်ကောင်းနေလဲ။ငါတို့ရဲ့ရုံကန်ထဲမှာဘာကြောင့်ရှိနေတာလဲဆိုပြီးမေးလိုက်တဲ့အချိန်ရမမတို့ကဟီဘာရီကိုသိပေမဲ့ဂိုကူတဲရကတော့ចောင်းသားအစ်စ်ဖြစ်နေတာကြောင့်အကဲသွန်းဆန်းတဲ့အချိန်မှာဟီဘာရီရဲ့ special weapon ဖြစ်တဲ့ တွန်ဖာနဲ့တီးတာကိုခံလိုက်ရပါတော့တယ်။ရီဘွန်ကတော့သူ့စီရောက်လာတဲ့ဂိုကူတက်ရရဲ့ဒိုင်နမိုက်တွေကိုမင်းငိမ့်လိုက်ပြီးပွဲကိုဘေးကနေအေးစေးပဲထိုင်ကြည့်နေပါတော့တယ်။အဲ့နောက်မှာတော့ယာမာမိုတိုလည်းအစွမ်းကုန်တိုက်ခိုက်ပေမဲ့ဟီဘာရီကသူ့ထက်ပိုပြီးအစွမ်းထက်နေတာကြောင့်မှောက်သွားခဲ့ပါတော့တယ်။အဲ့အချိန်မှာပဲဆူနာနိုးလာပြီးတော့ဘာရီဖြစ်နေမှမသိတာကြောင့်ကြောင်တောင်ဖြစ်နေတဲ့အချိန်ဟီဘာရီကဂိုကူတက်ရနဲ့ယာမာမိုတိုကိုပရင်းမောက်ကနေပြစ်ချဖို့လုပ်နေတာကြောင့်ဆူနာတယောက်ဝင်ပြီးတော့ကယ်လိုက်ရပါတော့တယ်။ ဆူနာကိုအလစ်တိုက်ခိုက်ဖို့ပြေးလာတဲ့ဟီဘာရီစီကိုရီဘွန်းရောက်လာတဲ့အချိန်ဟီဘာရီကတိုက်ခိုက်လိုက်ပေမဲ့ရီဘွန်းကနောက်တစ်ခါမှပေါ်ဆိုပြီးတော့ဂူကူတဲရရဲ့ဒိုင်နမိုက်တွေနဲ့ဖောက်ခွဲပြီးတော့ကိုယံဖြောက်လာခဲ့ပါတော့တယ် ရီဘွန်ကဂိုကူတဲရနဲ့ရှာမမတို့တို့ကိုမင်းတို့ဒီနေ့စူနာကယ်လိုက်တာဆိုပြီးပြောလိုက်တာကြောင့်ကျေးဇူးဝိုင်းတင်နေကြတဲ့အချိန် family ရဲ့အဖွဲ့သားတွေကတယောက်နဲ့တယောက်ကူညီဖေးမကြရမယ်။ဒါမှအဖွဲ့သားတွေကြားထဲကတန်ရုံးစင်ဟာပို့ပြီးတော့ခိုင်မြဲလာမှာဆိုပြီးပြောလိုက်တာကြောင့်စူနာရဲ့ရင်ထဲကိုထိသွားခဲ့ပါတော့တယ်။ညနေခင်းစူနာတို့ကြောင်းစင်းတဲ့အချိန်မှာတော့ရီဘွန်က ဟီဘာရီကိုလှမ်းကြည့်ပြီးအေးဆေးဖို့ဟီဘာရီယာအနာဂတ်မှာငါတို့မိတ်ဆွေတွေဖြစ်လာကြမှာပါဆိုပြီးတော့စိတ်ထဲကနေပြောပြီးတော့အိမ်ကိုပြန်သွားခဲ့ပါတော့တယ်။ဒါကတော့ Hitman Reborn အပိုင်း၅ဖြစ်ပြီးအပိုင်း၆ကိုတော့နောက်ရက်တွေမှာဆက်ပြီးတော့တင်ဆက်ပေးသွားပါမယ်။